အားလုံးပဲမင်္ဂလာပါကျွန်တော်တပောင်းမြန်မာ fan page ကစက်တပ်ပါအဲဒီနေ့ကတော့ကျွန်တော်တို့ဒီအဲဒီမနက်ခင်းပေါ့နော်နောက်ဆုံးသိရတဲ့ Liverpool သတင်းအတူလေးတွေနဲ့ဒီဟိုတနေ့က Arnislaw ရဲ့ဒီအဲပဲလေးနဲ့ပွဲပြီးဒီသူ့ရဲ့ပွဲပြီး interview တဲ့ကတချို့ပေါ့နော်ဒါလေးကိုကျွန်တော်အဲတက်ဆက်ပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ အဲဒီနေ့အဲတမမောအရင်နေ့ဖြစ်တယ်မနေ့ကပေါ့နော်မနေ့ကနဲ့မနေ့ကကြိုတရက်လောက်ကဒီသတင်းတွေတက်လာရေပေါ့နော်အဲဒါကကျွန်တော်တို့ဟန်လီပေါ်ဘူးတင်ကဒီဘိုင်မြူနစ်အသင်းနောက်ခံလူဒီဥပမိကလူ ော်နော်ဒါအလွတ်နဲ့ခေါ်ယူမယ်ဆိုပြီးတော့ကျွန်တော်တို့အဲအစိတ်ဝင်စားနေရဆိုပြီးတော့တရင်တက်လာတာတွေ့ရတယ်ဆိုတော့ဒီနေ့မနက်မှာပဲဒါဂျာမန်တရင်စားတစ်ခုဖြစ်တဲ့ Beef ကနေပြီးတော့ဗောနော်ဒါသူတို့ဒါ confirm လုပ်လာတာရှိတယ်သူတို့ကတော့ဒါ Liverpool စိတ်ဝင်စားနေတာမှန်တယ်ဗောနော်ဒီကစားသမားကိုအဲဒါပေမဲ့ Liverpool တသိန်းနဲ့မဟုတ်ဘူးဗောနော်ဒါစိတ်ဝင်စားနေတာအဲ Man United လို့သင်မျိုးပါသလိုဒါကျွန်တော်တို့ Real Madrid တို့ဒါ Inter Milan တို့ဗောနော်ဒီလိုမျိုးအသင်းမျိုးတွေလည်းဒါ စိတ်ဝင်စားနေရလို့ဒါတရေတွေမှာအဲအဲ့ဒီတရင်စားနေပြတာအတီးပြလိုက်တယ်ပေါ့နော်ဆိုတော့အဲလီဗာပူးကအာဒီဒီနောက်ခံလူကိုဒါလာမဲနှစ်နွေရာတီမှာဒါကိုနာဒေးပေါ့နော်အဓိကတော့ဟီဘူးပေါ့နော်အီဘူးဆုံရှုံသွားရင်သူကိုဒါဒါရိုက်ခေါ်ပြီးတော့ဖြည့်မယ်ဆိုပြီးဒါရည်ရထားပုံရရပေါ့နော်ဆိုတော့ဒါမက်ဂေဟီရလည်းမက်ဂေဟီရတပိုင်းအခုဒီဥပမီကာနိုကိုလည်းဥပမီကာနိုတပိုင်းပေါ့နော်ဒါဒါကဒါ ဒါမနေ့ကတည်ရတဲ့တည်င်းပေါ့နော်ဆိုတော့ဒီနေ့မနေ့ကနောက်ထပ် rumors တွေပေါ့နော်နောက်ထပ်ဒီကောလာဟာလာတည်င်းတချို့လဲကျွန်တော်ဖတ်ရရှိတယ်အဲ့ဒါကပါလဲဆိုတော့ Liverpool ကဒီမက်ဂဲဟီတို့ခုနကအာဥပမီကာနိုတို့အပါဝင်ကိုသူတို့နောက်ခက်ကြည့်နေရနောက်ခက်လူတွေရှိရပေါ့နော်ဖြစ်နိုင်ဒီ winter မှာတော့မဒီကစားသမားတွေကိုဒါခေါ်ယူဖို့ဒါအစီအစဉ်ရှိတယ်ပေါ့နော်ရာခိုင်နှုန်း အာရှိရယ်ပေါ့နော်ဆိုပြီးတော့ဒါရေးသားနေကြတာတွေ့ရတယ်ဒါပေမဲ့တကူရှိတာအဲ့ဒါရူမာစီပေါ့နော်ဒါကဟောလာဟာတတိနေဖြစ်တယ်အဲ့ဒါကကျတော့ပါလေးဆိုတော့ကျွန်တော်အီတလီအသင်းနှစ်သင်းဖြစ်တယ်အီတလီဒါယူဝင်တက်နောက်ခံလူတယောက်ဖြစ်တယ်ပရီမာပေါ့နော်ပရီမာဘရာဇီးနောက်ခံလူအဘရာဇီးလက်ရွေးစဉ်ပရီမာအသက်28နှစ်ရှိရကစားသမားနဲ့အင်တာမီလန်ကဒါအီတလီနောက်ခံလူအသက်26နှစ်ရွယ်ဒါအလက်ဆန်ဒရိုပါစတော်နီပေါ့နော်သူတို့နှစ်ယောက်ကို ဒါဒီဘောဘောစောင့်ကြည့်နေရယ်ဗောနော်ခေါ်ယူဖို့လဲစိတ်ဝင်စားနေရယ်ဆိုပြီးတော့တတိနေတက်လာတာတွေ့ရယ်ဗောနော်ဆိုတော့ဘသူပဲခေါ်ခေါ်ပါဘသူပဲခေါ်ခေါ်ဘသူဘသူကိုပဲစိတ်ဝင်စားစိတ်ဝင်စားဒါလီဗာပူးအနေနဲ့ဒါနောက်နောက်ခံလူနေရနောက်ခံလူတွင်းလူနေရကအာနောက်ခံလူတွင်းနေရဒါအာနေချက်ဆိုတာကကျွန်တော်လီဗာပူးပိတ်သက်တယ်မဟုတ်ဘူးဗောနော်ကျွန်တော်တို့ဒီ တခြားအသင်းရဲ့ပြည်သက်တွေကအစအကုန်လုံးဒါဟိုတိကြရေဗောနော်တိကြပြီးသားဖြစ်တဲ့အတွက်အနည်းဆုံးကတော့ဒီနွေနွေနွေရာဒီအထိမဆောက်ပဲနဲ့ဒီဆောင်းရာဒီမှာတင်အဲအသင်းတုံးဗောနော်တင်တုံးနောက်ခဏတယောက်ဖြည့်စည်းဖြည့်တင်းမှုလိုအပ်တယ်ဗောနော်အဲ့မှာပဲကျွန်တော်တို့ဒါဒီဖလားဗောနော်ဖလားကျွန်တော်တို့ရဲ့ဒီအဖလားစုံမဟုတ်တော့မှဒီပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်တွားတဲ့ခီးလမ်းမှာဒါဒါအများကြီးအထောက်အကူဖြစ်မယ်လို့ပဲဖြစ်မယ် ဖြစ်မှာပေါ့နော်နှမှုဆိုရင်ဒီနောက်ခံသူ၃ယောက်နဲ့ဘလို့မှဟိုဒါရှေ့ဆက်သွားလို့မရဘူးဒါဟိုအီဘူးကလည်းဒါအခုဆိုရင်အီဘူးကလည်းယုံကြည်လို့မရဘူးပေါ့နော်ယုံကြည်လို့မရဘူးသူတရွဲလုံးချင်တယ်လုံနေရပေါ့နော်ဂိုးမက်ကပူဆိုးရပေါ့နော်ဂိုးမက်ကကျွန်တော်တို့တန်ရအများတန်းရနေတာတပွဲစော်ပြီးနှစ်ပွဲနာသုံးပွဲနာနေရတူပေါ့နော်ဆိုတော့ဟာဒါနောက်ခေတ္တတော်မျိုးနောက်ခံသူတယောက်ကိုဒါအမြန်ဆုံးခေါ်ယူဖို့လိုတယ်ပေါ့နော်ဘသူပဲရောက်ရောက်ပါဒါကကျွန်တော်တို့ဒါနောက်ခံသူခေါ်ဖို့အတွက်ဒါ ဒါကလဟာလာတတင်းလေးပေါ့နော် ပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမနေ့ကအာဆနယ်တိုက်သူမှုဟောင်းတာ honorary ပြောသွားတာပေါ့နော်ပြောသွားတာလေးကိုပြောပြီးကျွန်တော်ပြောပြခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့ဒီနေ့ Premier League ဒီစမ်းမိုက်တဲမှာဒါဥကိုအကီတီကီပေါ့နော်ဒီပေါ်တိုက်စစ်မှုဥကီတီကီကဒါအကောင်းဆုံးခေါ်ယူမှုပဲလို့သူ ပြောသွားရပါတော့အဲသူပြောသွားတာကတပိုင်းဒါပေမဲ့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရရင်လည်းအဲ့လိုမျိုးဖြစ်နေရဒါပရီးမီးယားလိမဟုတ်ဘူးဆိုတော့မှကျွန်တော်တို့ဒီလီဗာပူးအသင်းအတွက်ကတော့အသူကခေါ်ယူမှုအကောင်းဆုံးလို့ဖြစ်နေတာပေါ့နော်ဆိုတော့ဒီကာကက်စ်ကလည်းကာကက်စ်ကလည်းတော်တော်တိုင်ပတ်တယ်ဗျာကာကက်စ်ကနော်ကာကက်စ်ကဘယ်လိုတိုင်ပတ်လဲဆိုတော့သူကဒါရောဘတ်စင်ငငယ်တုန်းကလူမျိုးသူကဟိုအတက်အစင်းအပြေလွှားဒီဆော့နိုင်နေ aggressive လည်းဖြစ်တယ် ကောင်းလဲဆိုတယ်ဒါပေမဲ့တချို့ဆုံးဖြတ်ချက်တွေမှာကတော်တော်ဟုတ်ပြောပြောဝီဝဝနဲ့ပေါ့နော်တော်တော်ဆုံးဖြတ်ချက်ကလည်းဆုံးဖြတ်ချက်မမှန်ဘူးပေါ့နော်ဝီဝဝနဲ့ဘာကြီးလုံ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 းနေမှမသိဘူးပေါ့နော်ဆိုတော့ကက်ကက်ကလည်းအများကြီးလိုအပ်ချက်ရှိရပေါ့နော်အများကြီးလိုအပ်ချက်ရှိရပြီးတော့ဒီညာညာတောင်ဝင်ဖြစ်တဲ့ frame ဘောင်ကလည်းပူဆိုးရေပေါ့နော်ပူဆိုးရေဆိုတာကသူကဘာပူဆိုးရလဲဆိုတော့သူကသူ physical ကဘယ်လိုပြောမလဲ အဲသူ physical ကအရန်သေးရယ်အရန်သေးရယ်တွေမှာပါတယ်အရန်သေးရယ်တွေမှာပါတာဖြစ်တဲ့တုံတန်ရုံကစားသမားတွေကိုသူရှင်ထိန်ဖို့ဒီအထူးသဖြင့်ဒီအမြင်ဘောတွေပေါ့နော်အမြင်ဘောတွေမှာလီဗာပူးဒုက္ခရောက်လို့ရှိရယ်အဲဝေးဝေးမကြည့်နဲ့ပြီးခဲ့တဲ့ဒီအာပြီးခဲ့တဲ့ဒီကျွန်တော်တို့အမြင်ဘောတွေကနေပြီးတော့ပေးရတဲ့ပွဲတွေပဲကြည့် အထူးသဖြင့်အဲဒီ frame power တို့ carcass တို့ရက်ပူတဲ့ကစားသမားတွေကိုပဲဒါတစ်ဖက်သင်းကအသာစီယူပြီးတော့ advantage ယူပြီးတော့ကိုယ်ရည်သွင်းသွားပါဘောနော်ဆိုတော့ဒီနေရာမှာဒီနေရာမှာဒီ frame power ကလည်းဒါတိတ်ပြီးတော့ တောက်ခံသူတယောက်အနေနဲ့ကတော့အသိပြီးတော့စိတ်ချရတယ်မှာမပါသေးဘူးသူ့ကိုဒါအာဒီဝင်းဘက်ပေါ့နော်ဒီဖူဘက်အနေဖူဘက်ကနေပြီးတော့ဒီဆာလာနေရဆာလာကဒီအာဖရိကဖလာပွဲရှိတာ ਉਹ ဆိုတော့သူသွားလို့ရှိရင်ဒါဝင်းကနေရမှာသုံးရင်ဘယ်လိုမျိုးဒါရက်ဆက်ဘယ်လိုမျိုးရှိဆိုရင်ထွက်လာမယ်ဆိုတော့မပြောတတ်သေးဘူးဒါပေမဲ့ရောဆယ်ဒီ right back နေရမှာတော့အာကျွန်တော်မြင်ကတော့ ဘရက်ဒလီယာပိုကောင်းတယ်ဒါပေမဲ့ဘရက်ဒလီယာပိုကောင်းပြီဆိုပြီးရင်လည်းဘရက်ဒီကစားတာကဆိုဘိုမမီဘူးဖြစ်နေပြန်ရောဆိုဘိုက right back မှာပိုတောင်ကောင်းတယ်ရေသူတို့သူ့ natural position မဟုတ်ပေမဲ့အဲခုနကဒီဒီဘရက်ဒလီရောဒီဖင်ပေါင်ရောထက်ကိုကစားတာပိုကောင်းတယ်ပိုပြီးတော့လည်းတိတိလေးရှိရလို့ ခံစားရတယ်နောက်တန်းပို့လုံးလို့ခံစားရတယ်အဲ့ဒီပြင်ကိုအဲသူ့အနေနဲ့ဒါလိုရင် overlay တက်နိုင်သလိုကွင်းနဲ့အတွင်းထိလည်းဝင်ဆော့ပြီးနိုင်တယ်စူပူစူပူထားရင်ပေါ့နော်ဆိုတော့ anis log ကကျွန်တော်စိတ်တင်နောက်ပိုင်းပွဲတွေမှာစူပူကိုတောက်လျှောက်သုံးလာတာသို့မဟုတ်ဒါမှမဟုတ်လို့ရှိရင်လည်းဒါမကြာခဏသုံးလာတာမျိုးဒါဖြစ်လာနိုင်တယ်အဲ့လိုပဲသုံးမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဆိုတာဆိုဖို့အဒါ different mount ကြောင့်ပြောရင်လည်းဆိုဆိုဆိုပဲရောက်သွားတာပေါ့နော်ဆိုတော့ဒါက ဒါ frame ပေါ့ပြီးတော့ကျွန်တော်တို့ foreign verse ပေါ့နော် foreign verse ကလည်းအခုချိန်ထိကိုလူပေါင်းမှာလုံးမကွယ်စင်မပြေသေးဘူးပေါ့နော်စင်မပြေသေးဘူးဆိုတာလည်းအကြောင်းအကြောင်းအကြောင်းနေလေအများကြီးရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့အာ အထူးသဖြင့်ဗျာအထူးသဖြင့်ဝင်းကြီးတခြားဒီ technical တွေအသိမကြည့်နေအောင် Premier League ဆိုတာကအရန်ကို intensity အရန်မြင့်တဲ့ဂိမ်းတွေကစားရတဲ့နေရာလုံးဝဒီ physical monster တွေပေါ့နော်ပြောမယ်ဆိုရင် physical monster တွေပဲပြည့်နေတဲ့နေရာအလုံးဝအလုံးမပေးပဲနဲ့ဒီအာအပြေးလွှားနေတဲ့သူတွေစော့နေတဲ့နေရာပေါ့နော်ဒီလိုမျိုးနေရာမျိုးမှာ Florian Vas က နည်းနည်းလေးသူ့အနေနဲ့ဒါဟိုလေးတိလေးကန်ဟိုလေးပင်လေးလူကလေးပင်တော့ပြောကြတာမဟုတ်ဘူးဗျာဘောလုံးဆွဲပြီးရဲ့အခါဘောလုံးပြီးရဲ့အခါအဲဘောလုံးကိုဒါလိုရာကိုကောင်းကောင်းမပေးနိုင်တာမျိုးကြီးကျွန်တော်တွေ့နေရတယ်ပေါ့ဆိုတော့ပြောချင်တာကဟိုသူ့ရဲ့ decision ကတော့မှန်တယ်လို့တော့ကျွန်တော်အယုံကြည်ရပေါ့ကျွန်တော်ကြည့်ရဆိုတာထားပါတော့ဗျာအာဘယ်တော်ဝင်ဘယ်ဖြစ်စီညတော်ဝင်ဖြစ် ဖြစ်စေအရှိကဒီတိုက်စစ်မှုတရားပေါ့နော်ဒီ AGD ပဲဖြစ်ဖြစ် ESAP ပဲဖြစ်ဖြစ်တရားဖြစ်စေထိုးပေးရမယ်အချိန်ထိုးပေးရမယ်နေရာမှာသူထိုးတော့ထိုးပေးရဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ထိုးပေးရပုံလုံးကလူရောမရောဘာလို့မရောတာလဲအဲ့ထိုးပေးကထိုးပေးရထိုးပေးရအလုံးကဟိုနော်ခရရန်ပြောရင်ပေါ့နော်ခရရန်ပြောရင်ဒီမင်းငယ်ပေးပေးနေပုံမျိုးဖြစ်နေရပေါ့နော်ပျော့ပျော့လေးပေးနေရသူ ဖုံးဖြတ်တဲ့ decision ကတော့မှန်တယ်အဲ့အဲ့လိုပေးမှာအဲ့လိုတင်မှာဒါပေမဲ့လိုရောမရောဘူးအမြဲတမ်းကြားရတဲ့အဖြစ်ခံလူကန်နေရတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင် Florian Vers ကဒါဟိုကျွန်တော်တို့ညီနေလဲဒါအများကြီးမျှော်လင့်ထားတယ်တက္ကသိုလ်ကလည်းအများကြီးမျှော်လင့်ထားတယ်ကစားသမားဆိုတော့ဒီသူ့ကိုဖိအားပေးတာတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့တော့အချိန်ယူရအောင်မယ်ဒါဘာသူမဆိုသိရပေါ့ဒါအချိန်ယူဖို့လုံးဝလိုအပ်သေးတယ် Florian Vers ကအီဇက်ကတော့အီဇက်ကတော့ကျွန်တော်တို့အလားလားအကောင့်အများကြီးပြနေတယ် ်အဲ isac ကအာဒီ EPM မှာဒါ EPM မှာဒါ proven ဖြစ်ပြီးဒါတိုက်စီလည်းဖြစ်တဲ့အတွက်ဒါဒါသူအနေနဲ့ဒီကျွန်တော်ဒီ Premier League ကစားဟန်ကို ကောင်းကောင်းရင်ပါနေရဖြစ်တဲ့အတွက်သူအကောင်းမွန်ဆုံးတော့အဆုံနေရဒါပေမဲ့ဒီအသင်းသစ်မှာအသင်းသားဒီအသင်းသားအစ်တွေနဲ့အတွဲမိဖို့ တွေ့ပြီးတော့အဲသူအသားကြပွဲအနေငယ်လို့လို့အသေးရဲ့အဲဒါပေမဲ့သူသူ့ရဲ့ကစားပုံကစားပေါက်ကိုကြည်ရတဲ့အခါမှာတော့ဒါကဣဇက်ကလာလာကောင်းနေအများကြီးပြနေရပါတော့ဆိုတော့ဒါအစားကခုနကဒီ honorary ရဲ့စကားကိုပြန်ကောက်ရမယ်ဆိုရင်ဖြင့်တော်တော်ဆင်မာတော့ဒါဥကိုပေါ့နော်ဥကိုကီတီကတော့ဒါလေပေါ့ဘူးရဲ့အကောင်းဆုံးခေါ်ပြီးမှုဆိုတာကဒါညင်းစရာမရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ခုဆိုရင်သူကိုယ်ကြီးလည်းတွင်းနေကိုယ်ကြီးလည်းတွင်းနေ ဖန်တီးမှုတွေလုံနိုင်တယ်ပြီးသူရဲ့ movement တွေကလည်းအရန်ကောင်းတယ်ဗောနော movement တွေကအရန်ကောင်းတယ်ဆိုတာကသူကအာကျွန်တော်ဘယ်လိုပြောရမလဲဟာလန်တို့လိုမျိုးဗျာ area box ထဲမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးစောင့်ပြီးတော့ဒီ forum လက်ခံမယ်ပြီးတော့အနောက်ကိုတွဲမယ်ပြီးရင်ပြေးမယ်အဲ့လိုမျိုးဒီ link တွဲတဲ့ပုံစံမျိုးစောင့်တယ် target man style လည်းမဟုတ်ဘူးအာပြီးတော့နောက်တစ်ခါကျတော့သူကအနောက်ကိုလည်း draw တိတခါလဲဆင်းပြီးတော့ယူပြီးနိုင်တယ်အဲ့ဒီပြင်ဘောလုံးကိုလည်းသူနဲ့တပါးတည်းဆွဲ ဆွဲပြီးတော့ဒါအရှိကိုတည်ယူနိုင်တယ်ပေါ့နော်အပြင်နောက်တစ်ခုကကြတော့သူရဲ့အာသာချက်တွေကဘာကြီးလဲရှိရောဘာကြီးလဲဆိုတော့ကျွန်တော်ဒီသူ့အနေနဲ့လိုအပ်ရင်တောင်းပန်နေပါထွက်ပြီးတော့ဒါကစားနိုင်တယ်ဆိုတော့သူ့အနေနဲ့ဒါသူ့ရဲ့ခြေစွမ်းပိုင်းအရာစကေးပိုင်းအရာကဒါဘယ်လိုပြောရအောင်အသုံးချနိုင်ဆိုတော့အရင်မြင်တယ်ပေါ့နော်ဆိုတော့ဥကိုဒီကီဥကိုအီဂီဒီကိုရလိုက်တာကလီဗာပူးအတွက် ဒါအရင်ကောင်းခဲ့တယ်ဗောနော်ဆိုတော့ပြောချင်တာက EGTK ကတော့ဒါ Liverpool ရဲ့နံပါတ်1ပြင်မဲ့တော့မဟုတ်ခဲ့ဘူးအလုံးသိတဲ့အတိုင်းပဲ Isak ကကျွန်တော်တို့ Liverpool ရဲ့နံပါတ်1ပြင်မဲ့ဒါပေမဲ့ဒီအဲဒီဒီ Newcastle နဲ့ Isak drama တွေအကြောင်းကျွန်တော်တို့ဒါ EGTK ကိုဦးစားပေးပြောင်းလဲပြီးတော့ဒါခေါ်ယူခဲ့ရတယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ် Liverpool ကိုရောက်လာတာဒီကစားသမားကတော်တော်ကို Liverpool အတွက်ဒါအကျိုးအကျိုးပြုနေတယ်တော်တော်လည်းကောင်းတယ်လို့ဒါသတ်မှတ်ချင်တယ်ဗောနော်ဒါကဟို အာ honorary နဲ့ honorary ရဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတင်ဆက်ပေးရ။ပြီးနောက်တစ်ခါကျတော့အခုကျွန်တော်တို့နိုင်ငံတကာတိုင်းဝိုင်းမှာကောကျွန်တော်တို့ဒီမြန်မာတိုင်းဝိုင်းမှာကောလေဘောဖန်အကုန်လုံးနှီးပါကကျွန်တော်ခေးစားပေါ့နော် Frederico ခေးစားကိုဒါတဖြည်းဖြည်းနဲ့ပေါ့နော်ဒါပွဲထွက်ခင်ပေးဖို့အတွက်တောင်းဆိုလာကြတာတွေ့ရတယ်ပေါ့နော်ဆိုတော့အတုံးနေနေလေဟုတ်လေဟုတ်တယ်ပေါ့အတုံးနေလေဟုတ်လေဟုတ်တယ်ဆိုတော့ကလေဘောဖန်ကသူကပွဲတိုင်းပွဲတိုင်းအဲ့လိုမျိုး ကစားကွင်းရနေကစားသွားမှာတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့အဲဒီကာဘွန်ကပ်ဖြစ်တဲ့ဒီဆပ်ပလန်တန်နဲ့ပွဲမှာပဲဒါသူပွဲထပ်ခွင့်ရရပေါ့နော်တခြားပွဲတွေမှာကြတော့သူကမိနစ်ပိုင်းဒီပဲဝင်ကစားခွင့်ရတာဆိုတော့သူပွဲထပ်ခွင့်ရတဲ့ပွဲနဲ့ရောဒီမိနစ်ပိုင်းဝင်ကစားခွင့်ရတဲ့ပွဲနဲ့ရောအကုန်လုံးပေါင်းမှသူ့ရဲ့ total play minute ကကျွန်တော်တို့153မိနစ်ပဲရှိရပေါ့နော်ချုပ်ပြီးတော့ပြောမယ်ဆိုရင် ဒီတပွဲနဲ့တဝက်တာတာကြောကြောလောက်ပဲရှိမြဲပေါ့နော်ဆိုတော့ဒီတပွဲနဲ့တဝက်တာတာဆော့ထားပြီးတော့သူ့အနေနဲ့ဘလော့စင်မှာဒါနကူတွင်ထားတယ်ပြီးရင်နကူဖန်နေပြတာတယ်ဆိုတော့အသူရဲ့ဂိန်းကနေအရာဒီမိနစ်ပါမိနစ်နဲ့ ratio ချလိုက်တဲ့အခါကျရင်ဒါကဒါသူရဲ့ goal involvement ကတော်တော်ကောင်းနေအတွေ့ရတယ်ပေါ့နော်အဲ့အတွက်လည်းအဲ Liverpool ပြည်သက်တွေကသူ့ကိုအနေရပေးစီချင်တာမဆန်ဘူးဒါပေမဲ့အဲအနေရပေးစီချင်တာမဆန်ဘူးအဲ့ဒီပြင်ကိုသူကဘာဖြစ်လဲဆိုတော့ ပြပြောမယ်သူအနေနဲ့ကိုရသွားတဲ့ဂိုးတွေကြောင့်ဟိုတဘောပြည်သက်တွေကအဲ့အကြောင်းတစ်ခုတည်းနဲ့တင်သူကိုဒါဟိုဟာဖြစ်ဖို့နေရာပေးဖို့ပြောနေရမျိုးတော့မဟုတ်သူကအစပြီးတော့ဒီကိုင်းထဲကိုချေချပြီးဆိုတာနဲ့အရန်ကိုကျူးစားတဲ့ကစားသမားပေါ့ကျူးစားဆော့တယ်ပေါ့နော်အဲ့အချက်တွေကိုလည်းအဲ့အချက်တွေကြောင့်လည်းလေပေါ့ဖန်တွေကသူ့အကြပြီးတော့ဒါနေရာပေးဖို့ကျွန်တော်တောင်းဆိုလာကြတာပေါ့နော်ဒါပေမဲ့ခက်တာက Federico ကိုကျွန်တော်နေရာပေးဖို့ဆိုရင် ဘဲတောင်မှာဆိုရင်ကျွန်တော်ကက်ပူညတောင်မှာဆိုရင်ဆာလာပါတော့ဆိုတော့ဒီနေရာကိုကျွန်တော်တို့ line နဲ့အောက်မှာပဲဒါ Federico ကဒါအခွင့်ရရလာနိုင်ကြီးရှိတယ်ဆိုတော့ဒီ Federico ကဒီသူ့ရဲ့ကစားဟန်နဲ့ဒီကက်ပူရောဆာလာရောကစားဟန်နဲ့ကွဲတယ် ပုံမှန်ဒီကပူဆိုရင်ကျွန်တော်တို့ကပူဆိုရင်အလုံးသိတဲ့အတိုင်းပဲကပူမှာကကပူမှာကအများကြီးထွေထူရှော့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 အဲ့လိုမျိုးအဆွဲပြေးတာရင်လိန်ခေါက်တာရင်ပိုင်ညာရင်မရှိဘူး။သူကလူဝတီရဲ့ကျွန်တော်တို့ဒီကစားသမားဟောင်းလူဝတီပဲနဲ့ဆိုအရန်กว่าသူမှာအဓိက threat က၃ခုလောက်ပဲရှိရပါတော့။၃ခုလောက်ပဲရှိရ။အဲ့ဒါပါလေဆိုတော့အလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဘယ်ဘယ်တော်ဝန်နဲ့ဆွဲလာမယ်။ပြီးတစ်ချက်လောက်ဘတ်ဆိုဒါ တွင်းထဲဝင်ပြီးတော့ cutting side လုပ်ပြီးတော့ကန်မယ်ပေါ့နော်ဒီတစ်ချက်ရှိမယ်ပြီးတော့အရင်နောက်ကလူတွေနဲ့တွဲပြီးတင်မယ်ပေါ့ဆဲကိုတင်မယ်ဒီတစ်ချက်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဆာလာရှိရဲ့နေရာပေါ့နော်ပြန်မဲ့ကိုတမရဲ့ far post ကို far post ကိုလှမ်းချတာပေါ့နော်အဲ့တစ်ခါရှိမယ်ဒါနဲ့ပဲသူကကစားနေရဆိုတော့မနေ့ကရာသီမှာအဲ့ဒီ equat တွေကအလုပ်ဖြစ်တော့အလုပ်ဖြစ်တော့သူကကိုယ်ရည်လည်းရတယ်ဖန်တီးမှုရည်လည်းရတယ်အဲ့ဒီအပြင်ကိုဆာလာကဆာလာကအဲ့တိုင်းပဲ သူ့ရဲ့ဆာလာပချမ်းနေပြီးတော့ဒီပဲမက်ကိုတမပါဗောနော်ပဲမက်ကိုတမညာပချမ်း far post လှမ်းလှမ်းတင်တာလှမ်းတင်တော့ကဘူနေနဲ့အဲ့မှာ twin goal ဒီတချို့တော်တော်များများသူရလိုက်တယ်ဆိုတော့အဲပြီးခဲ့တဲ့ယာတီကကဘူက form ကောင်းတယ်လို့ဖြစ်နေတာဗောနော်ဒီနေ့ယာတီမှာအဲ့ဒီဒီဆာလာနေနဲ့ဟိုဘက် far post ကိုပေးရမျိုးတွေဒီဘက်က cross တင်တာမျိုးတွေပြီးတော့ရင်သူ့အနေနဲ့လည်းဒါလို့ပြောရမလဲသူ့အနေနဲ့လည်းအဲ့လို cast inside လုပ်ပြီးတော့ကန်နာတွေကဒါ goal တွေမဝင်တော့ ဟိုကိုးဝင်တာမျိုးတွေမရှိတော့အာဖောင်အောက်တလို့ဖြစ်နေရပါတော့ဆိုတော့ဒါပေမဲ့ဒီဖက်ဒရီကိုကအာကျွန်တော်စိတ်တင်ပါတော့ကျွန်တော်စိတ်တင်ဒါပြီးခဲ့တဲ့ပွဲမှာကလည်းကိုးကိုးရသွားတယ်ပဲဒီနှစ်ပွဲမှာလည်းကိုးရတယ်ဆပ်ဒန်နာနဲ့ပွဲမှာလည်းဒါပွဲတက်ခွင့်ရပြီးနှလုံးဖန်ပြီးဖူယူသွားရပါတော့ဆိုတော့ဒီဒီလာမဲ့ချန်ပီယံလိဒီအုပ်စုပွဲကလတာဆာရီနဲ့ပေါ့နော်ကလတာဆာရီနဲ့တူကီမှာကံမဲ့ပွဲမှာ သူ့ကိုလိုင်းနဲ့ပေးစေချင်တယ်လိုင်းနဲ့ပေးစေချင်တယ်ဆိုတာကအဓိကတော့သူ့ခြေစွမ်းပေါ့နော်သူ့ခြေစွမ်းကိုသိချင်တာအာဆာလာကိုမပေးဘူးဆာလာကိုနေရာမှာဖယ်ပေးစေချင်ဦးဆိုတော့မှာကပူနေရာမှာဆော့စေချင်တယ်ပေါ့နော်ကပူကပူနေရာမှာဒါသူဘယ်လောက်ထိလုပ်ပြနိုင်မလဲပေါ့နော်ပြီးခဲ့တဲ့ဆပ်ပွန်ဘန်နဲ့ပွဲမှာကထားပါတော့ချန်ပီယံရှစ်ကလပ်လည်းဖြစ်တယ်ပြီးရင် စောပန်တန်ကဒီချန်ပီယံရှစ်မှာလည်းတော်တော်ရုန်းကန်နေရတဲ့အသင်းပေါ့နော်ဆိုတော့သူ့ခြေစွမ်းကဒါဒီသင်းမိုးလို့ပဲဒါလူမျိုးလုတ်ပြနိုင်တာလားဆိုတော့မိကုန်နေရှိရပေါ့နော်ဆိုတော့ကျွန်တော်နေနေဒီသူ့ကိုဒီချန်ပီယံလိနဲ့အဲချန်ပီယံလိဒီဂရာဆာရီနဲ့ဒီဒူတီမာကန်မဲ့ပွဲကိုနေရပြသခြင်းနဲ့အဲ့ပွဲပြီးမှပဲအဲ့ပွဲပြီးမှအဲ့ပွဲခြေစွမ်းကိုကြည့်ပြီးတော့မှပဲဒါသူ့အနေနဲ့ပွဲတော်ကွင်းနဲ့ထိုက်တန်သလားဒါပေါ်တော့ ူရီကပ်ပို့တို့မဟုတ်ကျွန်တော်တို့မောလက်ဆာလာကိုကြော်ပြီးတော့ဒါပထမကနေထိုက်ထိုက်တန်လာပေါ့နော်ထိုက်တန်တဲ့ခြေစမ်းရှိလားမရှိဘူးလားဆိုတော့ကျွန်တော်အဆုံးဖြတ်ရလိမ့်မယ်ပေါ့နော်အလောလောဆယ်မှာကတော့ဒါသူ့ကိုဒါပွဲတိုင်းဝင်ထိုက်တန်တယ်လို့ပြောလို့တော့อืมနည်းနည်းရောစောကောင်းစောနိုင်သေးတယ်လို့အာထိုက်တန်ရင်လည်းထိုက်တန်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့တပွဲတော့ဒါဒါဘယ်လိုပြောမလဲအစင်းနှမ်းမြင့်တဲ့တံခွေတခုမှာတပွဲလောက်တော့တပွဲသို့မဟုတ်နှစ်ပွဲလောက်တော့ဒါသူ့ ပြုပြဖို့လိုသေးပါတော့ဆိုတော့ဒါကကျွန်တော်ရဲ့ဒါ very cool ခြေခေစာအပေါ်မှာဒါကျွန်တော်မြင်တဲ့အမြင်ပါတော့အဲ့ပြီးနောက်တစ်ခါကျတော့ဟိုနေ့ကကျွန်တော်တို့ဒါ Anis Law ရဲ့ Anis Law ရဲ့ပွဲပီးပေါ့နော်ပွဲပီးဟိုဟာဒီရှိရယ်ပွဲပီးလို့ပြောမလဲပွဲပီးအင်တာဗျူးပေါ့နော်ပွဲပီးအင်တာဗျူးမှာတချို့ဒါစိတ်ဝင်စားပွဲอ่ะစိတ်ဝင်စားပွဲအကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပြန်ပြောပြမယ်ပေါ့နော်အဲ့နေ့ကလည်းဒါ ကျွန်တော်လည်းနေမှာဆိုတော့မီးပြက်မီးပြက်တာမီးမလာအကြောင်းဒါဖီဒီယိုလုပ်ရတာနည်းနည်းလေးခက်ခဲရှိရပါတော့ဆိုတော့အခုမှပဲပြန်ကြည့်ရအောင်ပါတော့ဆိုတော့ပထမဆုံးအနေနဲ့အဲထားပါတော့သူပြောသွားတဲ့စိတ်ဝင်စားဖို့ဆိုတော့ကသူက အဲ့အနိုင်ကိုပေးလိုက်ရတာနောက်ဆုံးမိနစ်ပေးလိုက်ရအောင်သူတိတ်ပြီးတော့မကြည့်နှက်ဘူးပေါ့နော်သူပုံစံကြည့်ရတိတ်မကြည့်နှက်ဘူးတိတ်ပြီးတော့မပြောပြောရွှင်နေတဲ့ပုံမပေါ့ဘူးမလဲမလဲအဲ့ဒီလိုကိုရီးယားသာအဲကိုရီးယားသာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာတွင်းပြီးတော့ပြောတာအောင်ကိုတွင်းခံရရင်ပြောတာဘာသူရှိလို့လဲဘာသူမှမရှိဘူးပေါ့သူလည်းအဲ့တိုင်မပြောဘူးပေါ့နော်အဲမပြောရဲ့ညံမှာသူကဒါတွားပြီးတော့ အတူအပြစ်တင်တာအပြစ်တင်တယ်ဆိုတာထက်ကိုအတူသဘောမကျတာပေါ့နော်ကျွန်တော်စိတ်တင်တော့ frame bound ဖြစ်လိမ့်မယ်ပေါ့နော် frame bound ဖြစ်လိမ့်မယ်အဲအဲ့အဲ့ကိုဟာလဲဒါ vandals တို့ gangsters တို့ရဲ့ဒါဒီဘယ်လိုပြောရမလဲစနက်လည်းမกินဘူးပေါ့နော်ဆိုတော့ vandals နေနေလဲဒါစစစချင်းရှေ့ကန်ထုတ်လို့ရတယ်ဘေးကိုကန်ထုတ်လိုက်တယ်နောက်တစ်ခေါက်ထပ်ပြီးတော့ရတယ် gangsters ဘေးကိုကန်ထုတ်လိုက်ရှေ့ကိုမကန်ထုတ်အဲ့မှာနေအဲ့ကနေအစပြူပြီးတော့အဲ့လက်ပြပေါ်ဖြစ်လာတာဆိုတော့အဲ့လက်ပြပေါ်ဖြစ်လာတဲ့အနေထားမှာအဲ့ အဲ့ဒီဒီကိုတင်သွားတဲ့ဒီပလီပလီစတိုက်စင်မှုဒီအဂရိယာစီကိုဘောလုံးမကြခင်တစ်ချက်ကိုဘက်ကဒီခေါင်းပေါ်ရောမှာခေါင်းတိုက်လိုက်တဲ့အချိန်မှာဖရင်ဘောင်ကပလိန်ဖလိုက်ဒီအရှိကိုဟိုက်အီကီဒီကိုမကတ်ပဲနဲ့အရှိယူပြစ်တက်သွားတာပြစ်တက်သွားဆိုတာကအရန်အဝေးပြစ်တက်သွားမှုနှစ်လမ်းသုံးလမ်းပေါ့နှစ်လမ်းသုံးလမ်းလောက်ကိုဘောလုံးရှိရဲ့နေရာကိုသူ ပြည့်တက်ဖို့ကြိုးစားလိုက်တယ်ပြည့်တက်ဖို့ကြိုးစားလိုက်တော့ကံမကောင်းစွာနဲ့ပဲအဲ့ဒီသူ့နောက်ကနေရလို့တဲ့အဲ့ဘောလုံးကကြလာတဲ့အချိန်မှာသူ့အနေနဲ့အဲ့ဒီဘောလုံးကောက်ခွဲဖို့သူအဆင်သင့်ရှိမနေတော့ဘူးပေါ့နော်ရှိမနေတော့အဲ့ရနေပြီးတော့ဘယ်တစ်ဆင့်ကျွန်တော်တို့ဒါကိုးပြလိုက်ရရပေါ့နော်ဆိုတော့အာအဲ့အနီစလောနေတဲ့ကလည်းကျွန်တော်တို့အသင်းอ่ะပေါ့နော်ကျွန်တော်တို့အသင်းကအရန်ကိုဟို attacking minded offensive minded ဖြစ်လွန်သွားကြီးရေပေါ့နော်ပြောချင်တာက အတက်ဆက်ရန်ဆင်ခြင်လုံးဝကြီးရေပေါ့နော်ဟိုတက်ဆက်ရန်ဆင်ခြင်လုံးဝကြီးရေအဲ့တော့ဒါအထူးသဖြင့်ကစားသမားတယောက်ပေါ့နော်အဲ့လိုပြောသူပြောသွားရပေါ့နော်ကျွန်တော်စိတ်တင်အရောဒါ Jeremy Frimpong ဖြစ်ပုံများတယ်အဲသူလုံးဝတော့ကိုမပြောရွှင်ဘူးပေါ့နော်ဆိုတော့ ဟိုကျွန်တော် Van Dyke တို့ဘာကိုလဲပြောထားရှိရယ်ဒီသူတို့အတွက်ဒါတမတ်ရရဲဆိုရင်တော့ဒါသူတို့အတွက်တန်နေပြီပေါ့နော်ကျွန်တော် Liverpool အတွက်တန်နေပြီအဲ့လိုမျိုးနေတာမျိုးမှာဒါနောက်ဆုံးမိနစ်မှာကိုပြေးလိုက်ရတာဖြစ်တဲ့အတွက်သူနေတဲ့ဒါဖယ်ပြောရွှေနိုင်မှာမလဲပေါ့နော်ဆိုတော့အာကျွန်တော်စိတ်တင်ရတော့ဒါ Frame Bound ကိုဒါပြောထားတာဖြစ်ဖို့များတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအာ ျွန်တော်စက်ပီစီရာစက်ပီစီရာတော်တော်ကိုဆိုးဆိုးဝါးဖြစ်နေရဆိုးတော်တော်ဆိုးဆိုးဝါးဖြစ်နေရစက်ပီတွေရပေါ့နော်ဟိုဒီစက်ပီစီအမြင်ဘောတွေမှာဒီပေါ့ဘူးကဒါတူးတက်ဖို့လာဖို့အများကြီးလိုသေးရဲ့ဟိုနေ့ရဗီဒီယိုမှာလည်းကျွန်တော်ပြောပြသွားပြီအာဒီဖန်နိုက်ကလည်းဒါသူတို့ဖန်နိုက်တို့အနီစလော့တို့ကလည်းဒါသူတို့တူးတက်ဖို့လုပ်ရတဲ့အကြောင်းသူတို့ဝန်ခံပြီးသွားပြီပေါ့နော်ဆိုတော့ဒါကအာ ဘယ်လိုလောင်းလဲမသိဘူးဗောနော်သူတို့ဒါတိုးတက်လာလားမတိုးတက်လာဘူးဆိုတော့တိုးမတိုးတက်လာဘူးလားဆိုတော့ငါပွဲတွေကိုကြီးမှာပြီးတော့သိရမှာဗောနော်ဆိုတော့ကျွန်တော်ဒါပွဲတွေစောင့်ကြည့်ရုံပဲဗောနော်ဆိုတော့ဒါဒီနေ့မနက်ပိုင်းကျွန်တော်တို့ဒါတီးလိုက်ရတယ်ဒါတရင်လေးတချို့ဗောနော်တရင်ကောလာဟာလာရင်ချို့လဲပါတယ်ဗောနော်တရင်တချို့ ਨੇ ကျွန်တော်ရဲ့ထင်မြင်ယူဆချက်လေးတွေဖြစ်ပါတယ်ဆိုတော့ ဟိုနောက်ကြရင်အဲကျွန်တော်ဒီဆာလာပေါ့နော်ဆာလာနဲ့ကပူနေရမှာဒီကိုရီကပူ sorry ဖာရီရူကိုခီစားကိုတုံးတင်လာမှာတုံးတင်လာဆာလာကိုလိုက်နဲ့အောက်တင်လာမောက်တင်လာဆိုတာအာဗီဒီယိုလေးတစ်ချက်လောက်လုပ်ပြီးဖို့ရှိရဲအာသူတပြည့်တော့ဒီချန်ပီယံလိပွဲပြီးမှပဲအဲ့ဗီဒီယိုပြင်ပြဖို့များတယ်ပေါ့နော်အဲ့အဲ့ဗီဒီယိုလုပ်ဖို့များတယ်ချန်ပီယံလိပွဲတစ်ပွဲတော့စောင့်ကြည့်ချင်သေးရဲ့ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲကျေးဇူးပါညီကိုတို့တာ ဒီမနက်ကတော့ဒီလောက်ပါပဲเนาะကျေးဇူးပါဗျာ။